အားလုံးပဲမင်္ဂလာပါရှင်။ဒူရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရယ်။ဒီနေ့မှာတော့ဒူရင်သီးလိုင်လိုင်ပေါ်ရရာတီဖြစ်တာမို့လို့ဒူရင်သီးရဲ့ကျမ်းမာရေးကောင်းကျိုးစုချိုးရီနဲ့တွဲဖက်မစားတဲ့အစားအစာတွေအကြောင်းကိုတင်ပြမှာဖြစ်ပါရယ်။ ဒူရင်သီးရဆိုရင် သူ့ရဲ့ထူးခြားလာတဲ့အနံ့နဲ့ဒီပြည့်နှစ်နေတဲ့အရာသာတို့ကြောင့်မလို့အရန်ကိုလူချိန်များတဲ့အသည့်တစ်မျိုးပဲဖြစ်ပါတယ်။သူ့ရဲ့အနံ့ကိုမကြိုက်တဲ့သူတွေလည်းရှိကောင်းရှိပါလိမ့်မယ်။ဒီဒူရင်သီးရဆိုရင်အများအားဖြင့်အရှေ့တောင်အာရှနိုင်ငံတွေမှာပေါရောက်လေးရှိပြီးတော့အဲဒီထိုင်း၊မလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံတွေမှာအများဆုံးပေါရောက်လေးရှိပါတယ်။အခုနောက်ပိုင်းမြန်မာပြည်မှာလည်းပဲအများကြီးစိုက်ပျိုးလာပြီဖြစ်ပါတယ်။ ဒီဒူရင်သည်တရာဂရမ်မှာပါတဲ့အာဟာရဓာတ်တွေကိုကြည့်မယ်ဆိုရင်ဒီဂစီတန်29.1ဂရမ်နဲ့အဆီဒန်5.3ဂရမ်ဒီ energy အတွက်ကတော့148ကယ်လိုရီနဲ့အသားဓာတ်က1.5ဂရမ်ပါဝင်တာဖြစ်ပါတယ်ဒီဒူရင်တီကနေရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူး၅ခုကိုတင်ပြပါမယ်။ နံပါတ်1အနည်းငယ်ကတော့အာဟာရဓာတ်တွေကျွဲဝတာပဲဖြစ်ပါတယ်။ဒီဒူးရင်းသီးမှဆိုရင်ဗိုက်တာမင် C, ပိုတက်ဆီယမ်၊တန်ဓာတ်နဲ့ဗိုက်တာမင် B အစရှိတဲ့ဗိုက်တာမင်ဓာတ်တွေပါဝင်တာကြောင့်မို့လို့ immune system နဲ့ energy level ကို ကောင်းမွန်စေပါတယ်။ဒုတိယအချက်အနည်းငယ်ကတော့ကစီဒန်နဲ့တဘာဝအချိုဓာတ်တွေအများကြီးပါဝင်တာမို့အာ energy နည်းနည်းနွမ်းနေတဲ့အခါမှာစားလိုက်တာနဲ့ချက်ချင်းကို energy တက်စေပါတယ်။ နံပါတ်3အချက်ကတော့ good for digestion မှာဒီ fiber ကြီးပါဝင်တာကြောင့်မို့လို့ဒီဝမ်းချုပ်ခြင်းတွေကိုတက်တာစေပြီးတော့အစာခြေဖျက်မှုကိုကောင်းမွန်စေပါတယ်။နံပါတ်4အချက်ကတော့ happy hormone တွေထွက်စေတာပါ။ဒီဒူးရင်သီးလေးကိုစားလိုက်တာနဲ့အဒီကောင်းမွန်တဲ့ခံစားချက်ကလေးတွေကိုရရှိပြီးတော့ happy hormone တွေကိုရရှိမှာဖြစ်ပါတယ်။နံပါတ်5အချက်ကတော့နှလုံးကျန်းမာရေးကိုကောင်းမွန်စေတာပါ။ဒီဒူးရင်သီးထဲမှာပါတဲ့ potassium ဓာတ်ကအာ တီသွေးပေါင်ခြင်းကို regulation ဖြစ်တာမို့လို့မျှတစာပဲစားသုံးမယ်ဆိုရင်နှလုံးကျန်းမာရေးအတွက်အထောက်အပံ့မှဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဒူယင်သီးရဲ့ဘေးအတွက်စူချိုး၅မျိုးကိုတင်ပြမှာဖြစ်ပါတယ်။နံပါတ်1အချက်ကတော့ weight gain မှာဒူရင်သီးမှာကယ်လိုရီအများကြီးပါဝင်တာကြောင့်မို့လို့အာအများကြီးစားမယ်ဆိုရင် weight တက်စေနိုင်ပါတယ်။ ဒုတိယအချက်ကတော့ခန္ဓာကိုယ်အပူချိန်ကိုမြင့်တက်စေတာပါဒီအဲ့ဒီအပူချိန်နေကြောင်းမလို့အပူကန်ခြင်းလဲချောင်းနာခြင်းနဲ့ချွေးထွက်များခြင်းတွေကိုခံစားရမှာဖြစ်ပါတယ်တတိယအချက်ကတော့ဒီသွေးတွေကတခြားဓာတ်တွေမြင့်တက်စေတာဖြစ်ပါတယ်။စီချိုသမားတွေအတွက်အထူးခရုပြုရမှာဖြစ်ပါတယ်။ နံပါတ်၄အချက်ကတော့ဒီအယ်ကိုဟောနဲ့တွဲဖက်ပြီးတော့စားမိမယ်ဆိုရင်ဒီလေးပွားခြင်းပြိုအန်ခြင်းတွေနဲ့သွေးတိုးခြင်းတွေကို ဖြစ်ပေါ်စီမှာဖြစ်ပါတယ်နံပါတ်5အချက်ကတော့ဒီလိုမျိုးအစာအိမ်လေးနာရှိတဲ့သူတွေအတွက်ဆိုရင်ဒူးရင်သီးကဒီလေပွားလေးထခြင်းကိုဖြစ်ပေါ်စေပါတယ်။ဆက်လက်ပြီးတော့ဒီဒူးရင်သီးရဲ့ side effect တွေကြောင့်တွဲဖက်မစားတဲ့အစာအစာတွေနဲ့တောက်စရာတွေကိုအဲပေါင်းပြီးတော့တင်ပြပေးပါမယ်။ နံပါတ်1ကတော့အယ်ကိုဟောပါဘီယာဝိုင်းဝီစကီစတဲ့အဲရက်သေးစားတွေအကုန်လုံးကဒူးရင်သီးနဲ့တွဲဖက်မစားသင့်ပါဘူးနံပါတ်2ကတော့ဒီ Megan Dairy Product တွေပါဒီပေါ့နော်ဒီနွားနို့နဲ့တခြားသောနိုးထွက်ပစ္စည်းတွေကအစာချေဖြတ်တဲ့အခါမှာအာပြဿနာဖြစ်စေတာကြောင့်မို့တွဲဖက်မစားသင့်ပါဘူး ။နံပါတ်3ကတော့ caffeine တက်ပါတဲ့တောက်စရာတွေနဲ့ဒီတခြားဓာတ်တွေအများကြီးပါတဲ့ soft drink တွေနဲ့လည်းတွဲဖက်ပြီးတော့မတောက်သင့်ပါဘူး။နံပါတ်၄ကတော့ဒီအမဲသားနဲ့စိတ်သားလိုမျိုးအဲ red meat တွေနဲ့လည်းတွဲဖက်မစားသင့်ပါဘူးအပူစားတွေဖြစ်တောင်းမှုပါနံပါတ်၅ကတော့ဒီပစွန်တို့ကနန်းတို့လိုအာပင်လယ်စားတွေနဲ့လည်းတွေ့ရင်ဒီကတွဲဖက်မစားသင့်ပါဘူး တချို့သောကျန်းမာရေးဆောင်မရဲ့ဖော်ပြချက်တွေထဲမှာဆိုရင်ဒီအပူလွန်ခဲ့တဲ့အစားအစာတွေဖြစ်တဲ့ဒီခရမ်းသီးငရုတ်သီးစီကြောစာစက်သွန်ပြူစက်သွန်နီစတာတွေကိုဒီဒူးရင်သီးနဲ့တွက်ဖက်မစားဖို့လဲဖော်ပြထားတာတွေ့ရပါတယ် ဒီနောက်ဆုံးတစ်ခုကတော့ traditionally belief အရာပေါ့နော်တွဲဖက်ပြီးတော့ဒီအပူစာနဲ့အေးအေးစာဆိုပြီးတော့မင်းခုတ်သီးနဲ့လိုက်ချီသီးကိုဒွေးရင်သီးနဲ့တွဲဖက်စားလေးရှိကြပါတယ်။ဒါပေမဲ့လို့သူတို့နှစ်ခုလုံးကအချိုလွန်ကဲတဲ့အစားအစာတွေဖြစ်တယ်ဆိုပြီးတော့တချို့သောကျန်းမာရေးဆောင်မတွေမှာလည်းအလွန်ကျူးတွဲဖက်မစားဖို့ဖော်ပြထားပါတယ်။ ဒီအထက်ပါ ဖော်ပြချက်ဒီအရာဒူရင်သီးစားမယ်ဆိုရင် အများကြီးခရူးဆိုင်မဲ့သူတွေကတော့စီးကြိုယောဂရှိတဲ့သူတွေဒီအစာခြေဖြတ်မှုအားနည်းတဲ့သူတွေပြီးတော့ကိုဝင်ဆောင်တဲ့တွေပေါ့နော်ဒီခဏလာနဲ့အထက်မိဖွားကနီးကိုဝင်ရှင်းမှရှိတဲ့သူတွေပြီးတော့ဒီသွေးတိုးယောဂရှိတဲ့သူတွေကဒူရင်သီးစားမယ်ဆိုရင် အလုံးအလုံးကိုခရူးဆိုင်ရမှာဖြစ်ပါတယ် ဒါကတော့သူရဲ့အခုဗီဒီယိုလေးအတွက် ကိုးကားချက်ကလေးတွေပဲဖြစ်ပါတယ်။ဒီ AI tools လေးတွေကိုလည်းအသုံးပြုပြီးတော့အာဒီ website လေးတွေကနေပြီးတော့ရှာဖွေထားတာဖြစ်ပါတယ်။သူရဲ့ဗီဒီယိုလေးကနေအဲဘ ਹੁ တုတာအကျိုးတစုံတရာရမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်နောက်ထပ်လည်းဗီဒီယိုအသစ်တွေကိုတင်ပြအောင်မှာမို့သူရဲ့ channel လေးကို like and subscribe button လေးနှိပ်ပြီးအားပေးကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။